အားလုံးမင်္ဂလာပါမယ်နေယူ channel ကနေအားလုံးကြိုဆိုပါရစေကျွန်တော်ဒီကနေ့မှာတော့ Manchester United နဲ့တင်းပတ်သက်ပြီးကစားသမားတွေရဲ့နောက်ဆုံးရသတင်းလေးတချို့ရထားတာရှိပါတယ်ကိုသင်းကွင်းလေးကစားသမားတယောက်ဖြစ်တဲ့ My New ရဲ့ဒဏ်ရာအခြေအနေပေါ့ဗျာပြီးကြတဲ့စပါးနဲ့ပွဲစီမှလည်းမပါဝင်ခဲ့ဘူးအခုလာမယ့် International ပြည်ပွဲစီပြီးပြီဆိုတာနဲ့အသင်းရဲ့ Ultra ပုံမှာပေါ့ဗျာ Everton ကိုလက်ခံကစားဖို့ရှိနေတယ်ဆိုတော့အဲ့ဒီပွဲစီမှများပါဝင်လာမလားကစားသမားဖြစ်သူရဲ့ဒဏ်ရာအခြေအနေဘယ်လိုရှိမလဲဆိုတာ November 16ရက်နေ့ ညနေလေးပဲတည်င်းပေါ့ဆိုတော့အလုံးမင်္ဂလာပါစာသမားတွေအလုံးမင်္ဂလာပါမက်ရှယ်ဆောင်နေတဲ့အတင်းပေါ့ဗျာလူငွေကွင်းလေကစားသမားတစ်ယောက်ဖြစ်တဲ့ကိုဗီမိုင်နူကဆိုရင်ပြီးခဲ့တဲ့စပါနယ်ပွဲစီမှာလည်းမပါဝင်နိုင်ခဲ့ဘူးအဲ့ဒီမတိုင်ခင်မှာ ဒီလစ်ချက်ကအစီအစဉ်တွေမှာပေါ့ဗျာအင်ဂျူအနေငယ်ဖြစ်တာကလေးလို့အဓိကလူစည်းမှာရောအရင်လူစည်းမှာပါကျွန်တော်တို့ပွေးထောပါဝင်လာမှုမရှိဘူးဆိုတော့ဆမ်မွန်လေးရဖို့ကြာလို့ချင်းပေါ့ဗျာလာမင်းအင်ပရန်နဲ့ပွေးစီမှာဒီကစားသမားဆိုရင်ပွေးထောပါဝင်ဖို့ရှိနေတယ်အင်ပရန်ကျွန်တော်တို့များနေတယ်ဆိုပြီးတော့သူက report လုပ်ထားပါတယ်ဆိုတော့မက်ချက်စာအုံနဲ့အတိမှာကိုဘီမိုင်နိုရဲ့ခန့်ကန်တာပွေးထောပါဝင်မှုကလုံးဝတေချာခြင်းမရှိတော့ပါဘူး ဘာဖြစ်လို့ဆိုတော့လက်ရှိကိုသိကွင်းလေးမှာဆိုရင်ကျွန်တော်ပထဝီဒူကိုတို့ရှိတယ်အာမေဒီယာလိုတို့ရှိတယ်ဒီကိုဒါလိုတို့ရှိတယ်ကစမီရိုတို့ဥဂါတေတို့ပြီးလို့ရှိဘလူးနိုဖာနန်ဒက်တို့အဲ့လိုမျိုးကစားသမားတွေများစွာအထင်မှာဆိုရင်မိုင်နူကနေရမရဘူးတချို့တော့ဒဲပြဿနာကစားသမားတွေကြုံခဲ့ရင်လည်းပဲဒီကစားသမားနေရမရဘူးချင်းချင်းပြောလို့ချင်းကိုဘီမိုင်နူကိုအဲမိုရယ်က အရင်လူစည်းမှာပဲဖြစ်သေးတာဒါတော့မိနစ်80 80ပွင့်အရှင်နေပေါ်မူတည်ပြီးတော့အသုံးပြုတာတကယ်တော့မိုင်းနုံဘက်ကိုကြည့်ရလို့ချင်းအမရမြောက်ခင်ကလေးကနေဟုတ်တယ်မလားနေပြတင်ရဲ့လက်ထက်တုန်းကကျွန်တော်အသင်းကိုပခုံးတန်းတင်ဆွေးတင်ပေးခဲ့တဲ့ပလေယာလေးတွေဖြစ်တဲ့အသင်းကဂျုံဂျုံကြနေတဲ့အချင်းအသင်းကစားသမားတွေတိုင်ပဲနေတဲ့အချင်းအင်ဂျူရီပြဿနာဖြစ်နေတဲ့ပုံစံတွေမှာဒီလူငယ်ကစားသမားလေးတွေကျွန်တော်အားထားခဲ့တာနေပြတင်ရဲ့ဒီမှာဆိုရင်အာမေဒီယယ်လိုတို့ကူဘီမိုင်းနိုတို့စသဖြင့်ပေါ့ဗျာလက်ရှိ ကျွန်တော်အထောင်နေရာမှာဆိုရင်ဘဂျမိုဆူဆူကိုအင်ဂျူရီပြဿနာဖြစ်တာတဲ့ဒီကစားသမားကအာဘေရောလောက်ပြန်ပြီးတော့ပါဝင်လာဖို့ဆိုတာတိတိကျကျအသင်းကနေပြီးတော့ကစားသမားဖြစ်သူရဲ့အင်ဂျူရီဒဏ်ရာအခြေအနေကိုဖော်ပြထားခြင်းမရှိဘူးဆိုတော့တကယ်လို့ပေါ့ဗျာဘဂျမိုဆူဆူကိုမပါဝင်လာဖို့ဆိုရင်အဲ့ဒီအထောင်နေရာမှာကျွန်တော်တို့ဂျူဇွာစီစကီပါဝင်လာမလားဂျူဇွာစီစကီကိုမထည့်သွင်းဖို့ဆိုရင်မတည့်ရဲ့ကိုညာဘောအထောင်မှာတေချာဘောပို့မှာဒီလိုမျိုးပို့ပြီဆိုရင်အဲ့ဒီနေဗတဲရောမှာ ကျွန်တော်တို့မေဆန်မောင်းဖြစ်မလားရူနိုဖာနေတဲ့ဖြစ်မလားဘရိုင်ယန်အဘူမကတော့ညာဘက်အချက်ကတော့ကျွန်တော်တို့တည်ထားတယ်ဆိုတော့တကယ်လို့ဘရူနိုဖာနေတဲ့ကိုနေဗတန်ကိုပို့ပြီးတော့မေဆန်မောင်းကိုအရင်ထားမယ်ဆိုရင်ကိုဝင်မန်တို့တဲ့အခွင့်အရေးရှိပါတယ်ဒီနေရာမှာကျွန်တော်တစ်ချက်ပြောချင်တာကမိုင်နူးကိုတကယ်လို့နေရလုံးဝမပေးဘူးဆိုရင်တော့ဘရူနိုဖာနေတဲ့နေဗတန်ရောမှာကစားသည်ရှိတော့အဲ့ဒီကွင်းလေအထိုင်နေရာမှာဥကာဒေကက်စမီယိုဖြစ်ဖို့ဘက်ကိုလည်းများတယ်ဒါပေမဲ့လို့ ဒီလူငယ်ဇာသမားလေးအခြေအနေ quality ကအခုတည်းဒီကျွန်တော်အစ်မအလုံးလုံးနိုင်စဲအမေကန်ပြထားတဲ့အတွက်မိုင်နူးနဲ့ကက်စမီရိုကိုတွေးပြီးတော့ trade to ကိုရဲ့အမေဒီယာလို့ပေါ့ဗျာဒီလူမျိုးလေးဖြစ်မဲ့တွေ့မလို့ချင်းဒီကိုဒါလော့ကိုပြပေးချမ်းမှာကိုင်းလင်မှာပို့မယ်ဆိုတော့ကျွန်တော်တို့ပရိသတ်တွေမြင်ရှင်တာလူရှင်တာကလည်းပဲအာအဓိကကစားသမားရဲ့ injury ပြဿနာဖြစ်တာတွေဒီလိုပုံစံမှာကိုဗီမိုင်နူးကိုကျွန်တော်တို့လူရှင်နဲ့အတင်းမှာပို့ထောက်ခွင့်ထိုက်တန်တယ်လို့ကျွန်တော်ကတော့မြင်တယ် ဒါပေမဲ့လို့ Emre ဖက်ကတော့ဒီလူငယ်ကစားသမားလေးကိုပွေထုတ်လာပါမလားဘာဖြစ်လို့လဲဆိုရင်ညီတို့စဉ်းစားကြည့်တကယ်လို့အာဘီဂျမဆူကိုမပါမျိုးထားလိုက်အထောက်မှာကျွန်တော်မတီးရဲ့ကိုညာကိုပို့မယ် Never Terror မှာဆိုရင်မေဆန်မောင်းတဲ့ Brian Embumo ကိုင်းလီမှာဆိုရင် ထားလိုက်ဒီကိုဒါလောပြီးလို့ချင်းကျွန်တော် Bruno Fernandes Casemiro Amedia လို့ဒီလိုမျိုးကျွန်တော်ဖြစ်ဖို့ဘက်ကိုရှိလာတယ်တကားကိုယူမိုင်နူတို့အတွဲပေါ့ဗျာအသေးမှဒံရပြဿနာဂျုံတီရှိတော့မဂျုံတီရှိတော့ တခြားကစားသမားတွေကိုကြော်ပြီးတော့နောက်ပိုင်းပွဲစဉ်တွေမှာနေရာရလာဖို့မရှိတော့ဘူးကျွန်တော်တို့ဗီဒီယိုထဲမှာပြောသလိုပါပဲမိုင်နူးအနေနဲ့အသင်းမှာဒီလိုမျိုးနေရာရဖို့မရှိသေးအတွက်တခြားအသင်းတွေကိုပေါ့ဗျာဇန်နဝါရီဈေးကွက်တို့နေရာဒီအပြောင်းရွှေ့တို့မှာအငှားနဲ့တခဏတာထွက်ခေါ်ရှင်တဲ့ကစားသမားဖြစ်လာတယ်ကျွန်တော်တို့ဆိုရင်လည်းဒီလိုမျိုးဖြစ်မှာပဲဟုတ်တယ်မလားကိုကဒီလိုဆွမ်းဆောင်ပေးတဲ့အနေအထားတစ်ခုအသင်းကိုကောင်းရိုးပြုတဲ့အနေအထားတစ်ခုမှာ ကိုယ့်စီကိုတံပဲတက်ရောက်မှုအကျိုးတက်ရောက်မှုတွေဘာမှမလာဘူးကျွန်တော်ရှင်းမပြောသလိုပါပဲမိုင်နူးအနေနဲ့ယူနိုက်တက်အသင်းကိုဘယ်လောက်တောင်လုပေးခဲ့လဲစုပ်ပြတ်တဲ့နေတဲ့အနေထားမှာအဲ့ဒီကွင်းလင်နေရာကဖယ်တီးမှုဘယ်လောက်ကောင်းလဲမိုင်နူးပွေထုတ်လာပြီဆိုရင်ကျွန်တော်တို့အသင်းကအာကိုတင်ကစားသမားတွေကိုရရှိမှုတွေ့ရတယ်ပြီးလို့ချင်းဖယ်တီးမှုနဲ့ကြော်ပြဲမှုတွေကအခုတက်တဲ့အလုပ်ကောင်းကောင်းလုပ်နေစေစိတ်မနာတဲ့ကစားသမားလေးပေါ့ဗျာဆိုတော့ကြည့်ရမှာပေါ့ဗျာလာမင်းအေဗရန်နဲ့ပွေးစီမှာကစားသမားဖြစ်သူအနေနဲ့ ထမပိုင်းမှာပွဲထုတ်လာမလားသူတွေမို့လို့ချင်းအမွေကဒုတိယပိုင်းမှာဒီကစားသမားလေးကိုအသုံးပြုဖို့ရှိမလားဆိုတာကျွန်တော်တို့စောင့်ကြည့်ရမယ်ဒါကတော့နေပြအပေါ်မှာမူတည်တာပေါ့ဗျာဆိုတော့စာသမားတွေဒါကမက်ချက်ဆောင်နဲ့တဲ့တင်းလူငယ်ကွင်းလေကစားသမားတယောက်ဖြစ်တဲ့ကိုဘီမိုင်နွေးနဲ့ပတ်သက်ပြီးတော့ဆယ်မွေလက်ကနေကျွန်တော်တို့ပို့လောက်ထားတာပေါ့ဗျာ အာကစားသမားလေးကစပါးနဲ့ပွေစီမှာအဲ့ဒီမတိုက်ခင်ပေါ့ဗျာလီချစ်ကင်အစီအစဉ်မှာထိခိုက်မှုအင်ဂျူနည်းနည်းရှိသားခဲ့လို့ပွေထုံမလာခဲ့ဘူးလာမင်အင်တာနက်ရှင်နယ်ပွေစီပြီးပြီဆိုတာနဲ့ကိုရီအိုထရပ်မှာအေပဒယ်ကိုကစားမယ်ပွေစီတစ်ခုမှာအတင်းနဲ့အတူတူပွေထုံပါဝင်လာဖို့ရှိနေတယ်ဆိုပြီးတော့သူကရပိုးလောက်လာတဲ့အခြေအနေတခုပေါ့ညီကတို့အနေနဲ့ဒီကစားသမားနဲ့ပြသက်ပြီးတော့ဘယ်လိုထင်မြင်ရှိလို့ဆိုတော့ဆွေးနွေးပေးကြပါဦးဆိုတော့အဲ့ဒီပွေစီမတိုင်ခင်ကျွန်တော်အနေနဲ့ကလည်းပွေကြိုသုံးသက်ချက်လုပ်ဖို့ရှိပါတယ် ညီကတို့စောင့်မြောက်ကြပါအောင်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လေးမက်ချက်စာအုပ်နဲ့တင်းတဲ့ပတ်သက်တဲ့သတင်းတွေရထားလို့ရှိရင်စူးစမ်းပြီးတော့ဒီဆက်ပေးပါမယ်အားလုံးပဲ okay ပါ